ပန်းလာရင်ကျက်ယောဂရှိလို့ဆိုပြီးတော့ဆေးရီရှူဆေးရီတောင်းနေပေမဲ့မတက်တာ우ရင်ကျက်နေတော့မဲဖြစ်နေရဆိုတာကမတည့်တာရင်းနဲ့ဆက်ပြီးထိတွေးမိနေလို့လည်းဖြစ်နိုင်ပါတယ်ပန်းနိုင်ကျက်ယောဂဆိုတာကအသက်ရှင်ရွှေရွှေမြည်ပြီးတော့ရင်ကျက်တဲ့ယောဂတစ်ခုပါ ယောဂလို့ဆိုပေမဲ့တစ်ချိန်လုံးကြက်နေတဲ့နာတာရှည်ယောဂတော့မဟုတ်ပါဘူး။ဒီပန်းနိုင်ရင်ကြက်ရှိရတဲ့နဲ့ဓမ္မတဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတဲ့အခါမှပဲအဆုတ်လေးပြုံရောင်ရမ်းပြီးတော့ခဏကျင်းမြောင်းသွားပြီးတော့အသက်ရှူရခက်တာတရှိရှိမီတာမောကြက်တာမျိုးဖြစ်တာမျိုးပါ။ဆိုတော့ဒီပန်းနိုင်ကျယောဂရှိရတဲ့သူကဘလို့အရာတွေကကိုယ်နဲ့ဓမ္မတဲ့စီဘူးလဲဆိုတာကိုသိချာသိထားဖို့လိုပါတယ်။ ဒါမှသာတမတဲဖြစ်စေတဲ့အရာတွေကိုတတ်နိုင်သလောက်မထီတွေ့အောင်ရှောင်နိုင်ရင် မတည့်တာမဖြစ်ဘူးဆိုရင်တော့ရင်ကျက်တာကိုရှင်းချနိုင်ပါပါ။ဒါကြောင့်အခုဗီဒီယိုလေးမှာပန်းနိုင်ကျက်ယောဂါရှိတဲ့သူတွေတိကိုတိထားတဲ့နဲ့ ဖေးရာတွေကရင်ချက်ကိုပိုဆိုးစေနိုင်လေဒါတွေနဲ့ထိတွေ့မှုနဲ့အောင်ဘလို့ကာကွယ်ရမလဲဆိုတာတွေကိုပြပြပေးသွားပါမယ်ရှင်ရင်ချက်ထစေနိုင်တဲ့ရင်ချက်ပိုဆိုးစေနိုင်တဲ့အရာတွေထဲမှာနံပါတ်1အချက်အနေနဲ့ကအတွေ့ရအများဆုံး allergens လို့ခေါ်တဲ့ဓာတ်မတည့်တာကိုဖြစ်စေနိုင်တဲ့ပတ်ဝန်းကျင်ကပိုးမွားတွေအကောင်တွေပါအိယာခေါင်းအုံကော့စောတွေမှာကပ်နေတတ်တဲ့ insect ပိုးမွားတွေမှုကောင်တွေခွေးကြောင်ကြွက် ဖက်တွေရဲ့အမွေစီအညစ်အကြေးတွေပြဝတ်မုံပိုးဟက်ပိုးဟက်ချီစတွေကပန်းနိုင်ရင်ချက်ကိုပိုးဆိုးစေနိုင်ပါတယ်ဒီတော့ရင်ချက်ရှိရဆိုရင်ဒီအကောင်တွေမကန့်ညိအောင်ကိုနေတဲ့အိတ်ခန့်အိမ်ပတ်ဝန်းကျင်မိဖို့ဆောင်တွေကိုတန့်ရှင်အောင်ထားသင့်ပါတယ်အေးရကောင်းအောင်ကော့စောတွေကိုပုံမှန်လျှော့ဖို့နေလန်းတာအိမ်အောင်ပရီဘော့ကဗီဒီယိုတွေမှာပိုးမွားအကောင်တွေကတ်မနေအောင်တန့်စင်တာအင်မွေးတွဲစံတွေနဲ့နိနိကက်ကမနေတာမျိုးလုပ်တင်ပါတယ်နံပါတ် နှစ်ကတော့လေတူထဲမှာရှိတဲ့အငွေတွေဒေတုညဉ့်ဉန်းတာတွေကလည်းပန်းနိုင်ချက်ကိုပိုဆိုးစေနိုင်ပါတယ်။ဆက်လက်ဆေးရွက်ကြီးရောက်ထွက်တဲ့ဆက်လိမ်ငွေတွေရှူမိတာ air pollution လို့ခေါ်တဲ့လေတူညဉ့်ဉန်းတာခြင်းမီးသွေးငွေတွေကထွက်တဲ့မီးခိုးငွေတွေခြင်ဈေးငွေအမွှေးတိုင်ငွေဖြေမွေးနှံဆက်ပြာနှံပြင်းပြင်းတွေ ိုးသက်စင်းနှန်းနဲ့လေရူတွေကအံဝမုံဓာတ်ရုပ်ပစ္စည်းနဲ့ဖုံမုံစရတွေကရင်ကျက်တာကိုပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့်ဒီချက်တွေကိုသတိထားပြီးတော့အိမ်ထဲမှာလေဝင်လေထွက်ကောင်းအောင်ပြတင်းပေါက်တွေတကားတွေဖွင့်တာခြင်သေးတို့အမွှေးတိုင်တို့မထွန်းတာစလိမ့်ဝင်မရှုံမိအောင်နေတာဓာတ်ရုပ်ပစ္စည်းပါတဲ့ဖြန်စီ cosmetic အနက်ပြင်းပြင်းတွေကိုရှောင်တာမျိုးလုပ်တင်ပါတယ်။ရင်ကျက်ထားစေနိုင်တဲ့နောက်တစ်ချက်ကတော့စိတ်ခံစားချက်ပြင်းထန်တဲ့အချိန်တွေမျိုးမှာလည်းရင်ကျက်ဖြစ်တတ်ပါတယ်။ ဒေါသထွက်တာကြောက်တာစိတ်ဖိစီးတာစိတ်လုံရှားတာဝမ်းနေတာအော်တာငိုတာဒီလိုအခြေမျိုးမှလည်းကိုယ့်ရဲ့အသက်ရှူပုံကပြောင်းလဲသွားတတ်ပါတယ်ဆိုတော့ပန်းနိုင်ရင်ကျက်ရှိတဲ့သူတွေမှာဆိုရင်ဒီလိုအခြေမှရှိရှိမိတာရင်ကျက်လက္ခဏာတွေခံစားရတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်ကိုကအစမအခံလေးရှိတယ်။ဒီလိုစိတ်ကံစားချက်ပြင်းထန်လာတာဖြစ်စီရမျိုးဖြစ်တယ်ဆိုရင်စိတ်ဖြစ်ခြင်းမျိုးရှော့ချဖို့ mindful breathing ပေါ့နော်အသက်ရှူတာတတိထားဖို့လိုအပ်ပါတယ်။ နံပါတ်၄ချက်အနေနဲ့ကပန်းနိုင်ချက်ရှိတဲ့သူတွေကလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့အခါမှာရင်ကျက်တတ်ပါတယ်။အထူးသဖြင့်အေးရဲ့အချိန်တွေမှာ exercise ပြင်းပြင်းထန်ထန်လုပ်တဲ့အခါမျိုးမှာပိုဆိုးတတ်ပါတယ်။လေ့ကျင့်ခန်းလုပ်တာလှုပ်ရှားမှုရှိတာကကိုယ်ခန္ဓာကျန်းမာရေးအတွက်လိုအပ်တဲ့အရာပဲမို့လို့ကိုကလေ့ကျင့်ခန်းလုပ်ရင်မောတာ၊ကျက်တာ၊ရင်ပတ်အောင်တာပန်းနိုင်ချက်လက္ခဏာဖြစ်တာမျိုးဆိုရင်တော့ကိုယ့်ရဲ့ဆရာဝန်နဲ့တရားပြပြီးတော့လိုအပ်တဲ့စီကူတာမှုခံရသင့်ပါတယ်။လိုအပ်တဲ့ကူတာမှုကောက်ွယ်မှုတွေလည်းလုပ်တယ်။ ကိုနဲ့ကညီရဲ့လေ့ကျင့်ခန်းမျိုးလည်းလုပ်မယ်ဆိုရင်တော့ရင်ချက်ကိုစိုးစင်နိုင်မှာမဟုတ်ပါဘူး။ဖမ်းမှတ်ငါကတော့ဆေးဝါးတွေပါ။ဆေးတွေထဲမှာတချို့ဆေးဝါးတွေကပန်းနိုင်ရင်ချက်ကိုပိုးစိုးစင်နိုင်ပါတယ်။ aspirin, NSAID, ဘီတာဘလော့ကာလိုဆေးမျိုးတွေကအင်ဂျက်ကိုပိုးဆိုးစေနိုင်လို့ကိုကအစမာခံရှိရဆိုရင်ကိုယ်သဘောနဲ့ကိုဆေးတောက်တာမျိုးမလုပ်ဘဲနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှဆေးတောက်တင်ပါတယ်။နောက်အရေးကြီးတာတစ်ခုကကိုကတခြားယောဂလက္ခဏာတစ်ခုခုနဲ့ဆေးကံပြပြတယ်ဆိုရင်တော့ကိုမှာယင်ဂျက်ယောဂရှိရဆိုတာဆရာဝန်ကပြပြရပါမယ်နော်။ဒါမှမတည့်တဲ့ဆေးတွေကိုမပေးမိတော့မှာပါ။နံပါတ်6အချက်အနေနဲ့တချို့ယောဂတွေကလည်းယင်ဂျက်လက္ခဏာကိုပိုးဆိုးစေနိုင်ပါတယ်။ တုတ်ဝေအေးမိတာကိုဗစ်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေအဆောက်ရောင်တာနှာသားရှည်လေးပြုခြင်းယောဂါဖူးအလယ်ဂျီဖြစ်တာဆက်ရှင်ပြန်ယောဂါအဝါလွန်တာအိတ်ခေါက်ရှူပေယောဂါဒီလိုယောဂါတွေရှိရင်ကရင်ချက်ကိုပိုဆိုးစေတတ်ပါတယ်။နောက်ဆုံးနံပါတ်9အချက်အနေနဲ့ကတော့ရာသီဥတုအေးတာလေအေးတာရာသီဥတုအပူချိန်အပြောင်းလဲကလည်းပန်းနိုင်ချက်ကိုပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့်ဆောင်းတွင်းလိုမျိုးရာသီဥတုအေးတဲ့အချိန်ညာအိုးပိုင်းတို့မနက်အစောပိုင်းတို့အချိန် ချင်းတွေမှာပို့ပြီးတော့အင်ဂျက်တာမျိုးဖြစ်တတ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ဘေးအရာတွေကအင်ဂျက်ကိုပို့ဆိုးစေတတ်လဲဘာတွေသတိထားရမလဲဆိုတာတွေကိုဘိုးတူတာရတာပြီလို့ထင်ပါတယ်ရှင်။ထီဆောင်ရရှောင်ရလေးတွေကိုသိထားမယ်ဆိုရင်ပန်းနိုင်ရင်ဂျက်ရောကပို့မဆိုးအောင်ကာကွယ်တဲ့နေရာမှာအထောက်အကူဖြစ်စေမှာပါနော်။တကယ်လို့ကိုကရင်ဂျက်လက္ခဏာတွေဖြစ်တဲ့ရှိရှိမီတာအသက်ရှူမဝတာမောတာကြက်တာရှင်ပတ်အောင်တာချောင်းဆိုးတာစတဲ့လက္ခဏာတွေခံစားရရင်တော့လိုအပ်တဲ့ကုသမှုတွေလုပ်လို့ရအောင်လို့ဆရာ ာဝန်နဲ့အတိုင်းမင်းဆွေးနွေးရပါမယ်နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အကျိုးရှိရဆိုရင်တခြားသူတွေလည်းပို့သူတိုင်းရသွားအောင်လို့ရှင်းသားပေးဖို့မမေ့နိုင်အောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆက်မနဲ့ပြန်တွေ့ပါမယ်နော်တတား